ခရီးကုတ်ခရကနေဘာမှမလုပ်ပဲခြံရက6လကြာမှာအသက်ဆိုရှယ်မီဒီယာနဲ့ကွန်မြူနတီအကြောင်းကြားလိုက်ရလားကြိုက်ခရရတော့မဟုတ်ဘူးနော်ကုတ်ခရလေးစင်းထိုယောဂကိုတော့အင်္ဂလိပ်လို rabies မြန်မာလိုဆိုတော့ခရီးပြန်ယောဂလို့ခေါ်ပါလေထိုယောဂကုဖက်ခံရတဲ့တလိဆိုင်ရဲ့ခက်ခဲရခြင်းဒါမှမဟုတ်သူတို့ရဲ့သတိရနေမှာတဆင်ထို virus ကိုကုဖက်ခံရနိုင်ပါရဲ့ သူ virus ကိုဖက်ခင်ရပြီဆိုရင်တော့တင်းရဲ့အုံလုံးနဲ့ iron definite တွေဖြည့်ဆည်းပြမှာပါပရမင်းများတော့ခွေးရီမနီတစ်စင်းကိုဖက်ခင်ရနိုင်ပါတယ်ဖြန်းနာလာမယ်စိတ်မတည်မချိန်ဖြစ်လာမယ်ရိုင်းလုံးလာမယ်ဒီလက္ခဏာတွေဖပြလာပြီးနောက်ပူဆိုရက hydrophobia ဆိုတဲ့ရေကြောက်တဲ့စင်တီမှရောလာမယ်ဆိုရင်တော့အလိုနောက်ချသွားပြီးအသက်တွေဆိုးရင်လာရပါပြီခွေးပင်ရောဂါကိုဖက်ခင်လေးရလူတွေရေကြောက်ကြပါတယ်ဘာကြောင့်ကြောင့်လဲဆိုတော့လည်းအကြောင်းရင်းရှိနေပါတယ် ။ဘယ်ကြောင့်သူရဲ့ကြောက်တာတွေရာကျွန်တော်တို့တွေပေါက်နေမှာကြွတဲ့လိုမျိုးအလိုမျိုးတင်းကျက်လာပါလေ။ထို့တင်းကျက်လာတဲ့အခါလေပင်ကြောက်တာတွေတစ်ခုတစ်ခုပုတ်တိုက်မိပြီးအလိုပင်ကိုနာကျင်ရပါလေ။ရေကိုတောက်ဖို့ကြိုးစားတဲ့အခါကျရင်ပူပြီးရောနာကျင်အောင်လို့ရေကိုညှိစက်ကြခြင်းကြောက်ရခြင်းဖြစ်ပါလေ။ကော်ဖလီယာခွေးကုတ်တာခဲရပြီး6လကြာမှယောဂလက္ခဏာရေးစပြလာပြီးတော်တော်ဆုံးရှုံးလိုက်ရတယ်။ဟုတ်ပါရဲ့။အဲ့ဒါအမှန်ပါ။ခွေးပင်ယောဂဘုရားတိတ်ခဏလုံးလေးမှာအချင်းချင်းပြည့်စုံနေထိုင်နေပါရဲ့။ တဲ့ရန်အယိုကျော်တွေနဲ့အုံတော့ကိုဖြစ်စီတိုင်လာတဲ့အချိန်အချိန်ယူပြီးတော့ကြီးထွက်နေကြတာပါအချိန်မီကဝေဖေးမထိုးစားဘူးဆိုရင်တော့ကိုလက္ခဏာတွေစပြလာပြီဆိုရင်တဲ့ရန်အစအနေကိုဆွေးရရပါပြီသိခဲ့တဲ့ခြေရလေးရနေနေအနောက်ရှာလေးနဲ့ရက်ခင်ရပါဖြစ်ဖြစ်မပေါ်ဖာပါနဲ့ဖျောက်ဝေးတဲ့ချက်ချင်းပြပါခဲအရင်လေးကြောက်တော့ပါနဲ့ရောသူရကတဲ့တောက်ွက်စီရှိပါလေ PB ဆိုရယ် post exposure ပရိုဖိုင်လစ်ဆိုတဲ့အစီအအတွေးလိုက်ထိုးရတာပါထိုးစီးကိုဂါလုံးထည့်အထက်ဖြစ်မယ်ရေချပြီးတော့ထိုးရပါကျွန်တော်ရေလေးဝက်ဖုန်းနဲ့ခရစ်တခါမောက်ကက်ထင်ရဘူးပါလေဂါလုံးတဲ့အထက်ကိုရေချပြီးတော့ထိုးခဲ့ရတာပါထိုးစီးရဲ့တေးကိုတရားခဲ့တော့ကောက်ဝဲတယ်ပါလေကျေးဇူးပြုပြီးဒီကြောင်းရကိုတင်းရဲ့ချစ်ခင်ရလူတွေနဲ့ပြန်လေးမြဝယ်ပေးပါကိုစိတ်ခလဲပြီးဆိုတဲ့အနေနဲ့ပြန်တော့ဘလို့မပြစ်ခင်ကြိုတက်ကောက်ဝဲထားတာကောင်းပါလေဟာလိုပဲအနေနဲ့ကြည့်ပေးရှိကြပါစေတော့ထဲဘုဇုထတ်တို့ဖွဲ့ ဗီဒီယိုမျိုးလေးသစ်ဆက်ပေးတော့မှာမလို့ like and subscribe လုပ်ထားဖို့လေးမင်းမင်းရောနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်